င်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့တွေမဖြစ်မနေတိထားတင်တဲ့အကြောင်းအရာတတိထားစရာလေးတစ်ခုကိုဝေမျှပေးသွားပါမယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်အစိပ်ပိုင်းမှာအရေးကြီးတဲ့နာအခြားအရုံကိုစုညံတဲ့ပတ်ဝန်းကျင်လုပ်ငန်းခွင်တွေမှာဘယ်လိုကာကွယ်တယ်လဲဘာကြောင့်ကာကွယ်တင်တယ်လဲဆိုတာနဲ့ 3M EMF တစ်ခုကိုဘယ်လိုအဖြုတ်တက်လုပ်ပြီးတော့တန်းစဉ်ဆေးကြောလက်လက်အသုံးပြုလို့ရတယ်လဲဆိုတာကိုဝေမျှပေးသွားပါမယ်ပထမဆုံးအနေနဲ့နာဆိုတာကျွန်တော်တို့အတွက်အခြားအရုံကိုဖန်တီးပေးတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ် သူကြောင့်ပဲကျွန်တော်တို့လေဒါတူနဲ့တူဆက်သွယ်လို့ရတယ်ကျွန်တော်တို့လေ့လာကျင်တာသင်ယူကျင်တာတွေကိုအလွယ်တကူလက်ခံလေ့လာသင်ယူလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ယုံကြည်တဲ့ဘာသာတရားတွေရဲ့အပြောအဟောတွေအားကြားသူ့ယူရတဲ့လူပုဂ္ဂိုလ်ကြီးတွေရဲ့အဆိုအမိန့်တွေကိုမျက်လုံးနဲ့စာဖတ်ဖို့မအားရင်တော့မှမကြက်တက်ပြီးအလွယ်တကူနားထောင်နိုင်ပါတယ်မိတ်ဆွေတို့ကျွန်တော်တို့ပေါ်အကောင်းမွန်ဆုံးဖြစ်အောင်နားအားကြားအယုံကထောက်ပံ့ပေးနိုင်ပါတယ်ခင်ဗျာဒါကြောင့်ပဲကျွန်တော်တို့တွေကကိုတက်နိုင်သမျှနားအားကြားအယုံကိုကယူတဆိုင်တည်ထားပြီးတော့ထိန်းသိမ်းဆောင်ရှားတင်ပါတယ် အထူးသဖြင့်ကျွန်တော်တို့လိုမျိုးစုညံတဲ့လုပ်ငန်းခွင်စုညံတဲ့ပတ်ဝန်းကျင်တွေမှာနေတဲ့သူတွေအလုပ်လုပ်တဲ့သူတွေဆိုရင်တော့နားအကာကွယ်ပစ္စည်းလေးတွေကိုသုံးနေပါတယ်။ပြီးတော့စုညံတဲ့ပတ်ဝန်းကျင်စုညံတဲ့အလုပ်တွေဆိုတာဘာတွေကိုခေါ်တယ်လဲဆိုတာသိဖို့လိုအပ်ပါတယ်။ပထမဦးဆုံးကျွန်တော်တို့နားအကြအာရုံးချရတဲ့အတန်ကို DB နဲ့တိုင်ပါတယ်။ DB 1ကနေ60တိဆိုရင်တော့ပုံမှန်နာအကြအာယုံကိုထိခိုက်မှုမဖြစ်စေနိုင်ပါဘူး60ရာနေ80ကျဆိုရင်တော့တာမန်တက်ပူကျဲသွားပါပြီ နားဥရာအနားစုရာတွေကို စတင်ခန်းစားမိနိုင်ပါတယ်။ဒါမှန်နားအချားအာယုံပုံမှန်ရှိတဲ့သူဆိုရင်ပေါ့နော်။ခုနစရနေ90အထိဆိုရင်တော့နားကိုတေချာပေါ့ဒီတိုင်းစီမှာပဲဖြစ်သွားတယ်။ဒါကြောင့်အဲ့ဒီအခြေအနေတွေမှာဆိုရင်မဖြစ်မနေနားအကာအွယ်ကိုသုံးနေပါတယ်။ခဏတပြုံနေတဲ့နေရာဒီမှာဆိုရင်မတုံးလဲအဆင်ပြေနိုင်ပါတယ်။သို့ပေမဲ့တရက်ကိုတနအိနီးပါနေစဉ်ရက်ဆက်ကြုံရမယ်ဆိုရင်တော့မဖြစ်မနေကာကွယ်သင့်ပါတယ်။ DV 60ထက်ကျော်လွန်သွားရင်တော့နားအချားအယုံကိုထိခိုက်မှုနှုန်းကပိုပိုမြန်ဆန်မှဖြစ်ပြီးတော့တေချာပေါင်းနားကဝယ်ကိုစောင့်သားသင့်ပါတယ်ခုမြင်ရတဲ့ DV ဇက်ကဝယ်ယူဖို့အခက်အခဲရှိတဲ့ဆိုရင်မိတ်ဆွေတို့ဖုန်းနဲ့ software ကိုတောင်းပြီးတော့အသုံးပြုလို့ရပါတယ် editor ကျွန်တော်နမူနာလောက်ပြပါမယ်ကျွန်တော်ရဲ့လုပ်ငန်းခွင်အနေအထားနဲ့ဥပမာပြပါမယ်မြင်ရတဲ့အတိုင်းပဲဖြစ်ပါတယ်ကျွန်တော်ကျွန်တော်လောက်ကင်နေတဲ့အဆောက်အဦထဲမှာဆိုရင်ကြားရတဲ့အတန်နှုံးဒစီဘယ်ကတော့60နီးပါးရှိပါတယ် အဲ့တော့ဒီဖုန်း software လေးမှာပြထားတဲ့အတိုင်းမြင်ရပါလိမ့်မယ်အဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကဒီ software ကနေပြီးတော့ထွက်ပေါ်တော့ပြီးတော့အပြင်ဘက်ကိုရောက်တဲ့အခါမှာဆိုရင်ကြားရတဲ့အတန်နှုံးလေးကတဖြည်းဖြည်းနဲ့ကြောကြသွားမှာပဲဖြစ်ပါတယ်ဆူညံအထူးသဖြင့်ဆူညံတဲ့အတန်နှုံးပေါ့နော်အလုံငန်းဝင်ရှိတဲ့အဆောင်နဲ့ဝေးလေးအတန်ဆူညံမှုနှုံးကတဖြည်းဖြည်းကြောကြလေးပဲဖြစ်ပါတယ် အော်အခုလိုမျိုး တိတ်ဆိတ်တဲ့နေရာမှာဆိုရင်အတန်ကြရတဲ့ শূন্য တန်ကလုံးဝကိုတိတိတသာရောကြသွားတာကိုမြင်ရပါလိမ့်မယ်အဲ့တော့အခုဆက်လက်ပြီးတော့ကျွန်တော်လုံးဝကို တိတ်ဆိတ်တဲ့ရုံးကန်တဲ့တခုကိုခေါ်သွားပါမယ်အဲ့တော့ရုံးကန်နဲ့ရောက်တဲ့အခါဆိုရင်တော့မြင်ရတဲ့အတိုင်းပဲအတန် শূন্য မှုနှောင်းကအလွန်အလွန်ကိုတိတိတသာရောကြသွားတာပဲဖြစ်ပါတယ်အခုလိုမျိုးတိတ်ဆိတ်တဲ့လုပ်ငန်းခွင်ရုံးကန်နေစတည်တယ်မှာဆိုရင်တော့ နားအကောင်ပဲပစ္စည်းကိုမသုံးလဲပြဿနာမရှိပါဘူးပထမဦးစွာမြင်ရတယ်တွေ့ရတယ်ကြားတယ်အဆောက်အဦထဲမှာဆိုရင်တော့ဟုတ်ပြင်မနေကျွန်တော်တို့ကနားအကောင်ပဲကိုသုံးနေပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီအနေထားဒီမှာဆိုရင်ကျွန်တော်တို့တွေကအခုလိုမျိုး ear plug ear muff တွေကိုသုံးပါတယ်။များသောအားဖြင့် design မျိုးမျိုး quality အမျိုးမျိုးနဲ့ ear plug ear muff တွေကိုဝယ်လို့ရနိုင်ပါတယ်။ ရက်ပလက်တဲမှာဆိုရင်အခုမြင်ရတဲ့သုံးခုထဲမှာဆိုရင်ဒီကောင်လေးကသုံးရတာအဆင်ပြေပြီးတော့ quality လည်းကောင်းတယ်လို့ဈေးနှုန်းလည်းအဆင်ပြေပါတယ်။မပြောင်းမပြတ်ဘူးဆိုရင်တော့သုံးနှစ်လောက်ကောင်းကောင်းအသုံးခံပါတယ်။ဂျန်နယ်နှစ်ခုကတော့ quality လည်းမကောင်းလို့ဈေးလည်းအနေငယ်များပါတယ်။ဝယ်ယူသုံးချင်တဲ့သူတွေကတော့အထူးသဖြင့်ထိုင်ရသူတွေဆိုရင်ဒီဗီဒီယိုလေးမှာအလွယ်တကူဝယ်လို့ရတဲ့ link လေးတွေပါပါတယ်။လုပ်ငန်းခွင်သုံး EMF တွေမှာဆိုရင်တော့ 3M EMF ကကျွန်တော်သုံးမှုသမျှတွေမှာအကောင်းဆုံးပဲဖြစ်ပါတယ်။ မြင်ရတဲ့အတိုင်းပဲအခြား design တွေနဲ့ပုံစံမျိုးမျိုး quality မျိုးမျိုးဒီဇိုင်းမျိုးမျိုးနဲ့ဝယ်ယူအသုံးပြုနိုင်ပါတယ်။ယင်ကတော့ safety helmet တွေမှာချိတ်ပြီးတွေ့သုံးလို့ရတဲ့ 3M helmet ကိုသုံးပါတယ်။ earplug တွေနဲ့ earmuff တွေရဲ့အလုပ်လုပ်ဆောင်တဲ့အဓိကရည်ရချက်ကတော့ဆူညံတဲ့အတန်တွေကိုရှော့ပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်နားအကောက်အွယ်လေးဝယ်ယူမယ်ဆိုရင်ဆူညံတန်ကိုဘယ်လောက်ထိရှော့ချပေးနိုင်တယ်လဲဆိုတာကိုကြည့်ပြီးတော့ဝယ်ယူရပါမယ်။များအားဖြင့် SNR နဲ့ NNR ဆိုပြီးတော့တွဲမိကြပါလိမ့်မယ်။ NNR ကတော့ noise reduction range ဖြစ်ပြီးတော့ American OSHA ကသတ်မှတ်ထားတာပါ။ SN ကတော့ single number rating ဖြစ်ပြီးတော့ euro 3ပဲဖြစ်ပါတယ်။ NR က positive ဖြစ်တယ်လို့ဆိုလို့ချင်ပါတယ်။အဲ့တော့မြုံဆိုရင်တော့ AI ဖြစ်ဖြစ် Google မှာဖြစ်ဖြစ်ကိုပိုင်ကိုတွားရှာကြည့်လို့ရပါတယ်။အဲ့တော့အလွယ်လေးပဲမှတ်ထားလိုက်ပါကိုယ့်ရဲ့ဆူညံတဲ့နေရာကိုအခုလိုမျိုး software တွေနဲ့ထိုင်ပြီးဘလောက်အတန်းကြားရနှုန်းရှိတယ်ဆိုတာကိုအရင်ကြည့်ပါ90 dB နီးပါးရှိတယ်ဆိုကြပါစို့နော်။90 dB ကိုကျော်သွားတဲ့အတွက်ကြောင့်မလို့မဖြစ်မနေနားကပဲသုံးသင့်ပါတယ်အခု ear plug က SNR 32ဖြစ်တာမို့ DB က58ဘန်ချန်ပါမယ်သူ့ကိုတော့ရင်တော့ကျွန်တော်တို့နားဆူညာနဲ့32 ठी ကိုရှင်းချပေးပါလိမ့်မယ်ကာဝယ်ပေးပါလိမ့်မယ်အဲ့တော့60တဲ့ကနေပြီးတော့32ကိုနှုတ်လိုက်တဲ့သဘောပဲဖြစ်ပါတယ် NR နဲ့တွက်မယ်ဆိုရင်တော့သူကတော့နိုင်ငံရှုပ်ပါတယ် NR တန်ဖိုးကို7နှုတ်ပြီးတော့နည်းနည်းစားပေးရပါမယ်အခု NR တန်ဖိုးက26ဖြစ်တာမလို့ခုနှစ်ကိုနှုတ်လိုက်မယ်ဆိုရင်19ရလာပါလိမ့်မယ်ရလာတဲ့19ကိုနှစ်နဲ့စားမယ်ဆိုရင်တော့9.5 fire ရပါမယ်အဲ့တော့ db 9.5 tip ကို short ချပေးပါလိမ့်မယ်အဲ့တော့60ရှိရဲဆိုရင်9.5ဆိုရင်တော့80.5ကျန်ပါလိမ့်မယ်အဲ့တော့ကျုပ်တခုတည်းကိုသုံးမယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ပုံပြီး save ပြအောင်လို့ကျွန်တော်က ef map ကိုထပ်မံတက်ဆင်ပြီးတော့သုံးပါတယ်ဗီဒီယိုလေးထဲမှာမြင်ရတဲ့အတိုင်းပဲဖြစ်ပါတယ်ဒါကတော့ရေဘူးကတွက်လို့ရတာကိုပြောပြထားတာပါ ိုရှာကသတ်မှတ်ထားတာမျိုးဆိုရင်သတ်မှတ်ထားတဲ့ DB align အလုံးလုံးတဲ့နေရာပဲဖြစ်ဖြစ်၊ဆူညံတဲ့နေရာတွေမှာနေတာပဲဖြစ်ဖြစ်အချိန်ကန့်သတ်ချက်လေးတွေရှိပါတယ်။အခုမြင်ရတဲ့ဇာတ်လေးကိုကြည့်ရင်တော့ရှင်းသွားပါလိမ့်မယ်ခင်ဗျာ။ ဆူညာတန်တွေကိုလိုက်ပြီးတော့ဘယ်နေရာမှာဘယ်လောက် dB ရှိလဲဆိုရင်အချိန်ဘယ်လောက်နေတင်တယ်လဲဆိုတာတွေကိုသေသေချာချာရှင်းရှင်းလင်းလင်းလေးပြောပြပေးထားပါမယ်။ခုထိဆိုရင်ကိုယ့်ရဲ့နားအကြအာယုံကိုဘယ်လို view ဆက်ရမလဲ၊ဘာကြောင့် view ဆက်ရမလဲဆိုတာကိုသိရှိသွားမယ်လို့မျှော်လင့်ပါမယ်။ဆက်လက်ပြီးတော့ 3M EMF ပိုင်ဆိုင်တဲ့အခါမှာဆိုရင်ဘယ်လိုမျိုးဖြုတ်တက်လုပ်ပြီးတော့ဆေးကျဲလို့ရတယ်လဲ၊မကောင်းတဲ့အစိပ်ပိုင်းလေးတွေကိုလဲလှယ်လို့ရတယ်လဲဆိုတာကိုသိရအောင်ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။ ဒါတော့အခုလက်ရှိကျွန်တော်အသုံးပြုနေတဲ့ 3N EMF ဖြစ်ပါတယ်105ဆိုတာကတော့105 dB ရှိတဲ့နေရာအထိအသုံးပြုနိုင်တယ်လို့ဆိုလိုပါတယ်ဒါပေမဲ့လည်း NR က32ဖြစ်တာမို့105 dB ရှိတဲ့နေရာတွေဆိုရင်အချိန်တော်တော်ကြာကြာအသုံးပြုဖို့မတင်တော့ပါဘူး main USA လို့ရေးထားပေမဲ့မလေးရှားဒါမှမဟုတ်စင်ကာပူမှာထုတ်တာဖြစ်နိုင်ပါတယ်ဈေးအတော်အသင့်ရှိပေမဲ့တော့ဝါတာတန်ပါတယ် တွင်ရန် EMF ကိုအသုံးပြုနေတဲ့သူတွေကလုပ်ငန်းခွင်နဲ့မဆိုင်တဲ့သူတွေဖြစ်မဲ့လို့ယုံကြည်ပါတယ်။ဒါကြောင့်အဖြုတ်တက်ကိုတော့ကျွန်တော်မရှင်းပြတော့ပါဘူး။ဗီဒီယိုလေးကိုကြည့်ပြီးတော့အလွယ်တကူမိတ်ဆွေတို့ကိုယ်ပိုင်ပြုလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။နောက်ထပ်လည်းအသုံးဝင်ကြိုရှိခြင်းနဲ့ဗီဒီယိုလေးတွေဝင်များပေးဦးမှာမို့ဒီ channel လေးကို subscribe နဲ့ notification bell လေးနှိပ်ထားပေးပါ။ဒါဆိုရင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါအောင်မယ်။အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ်ပညာလေးတိုးပွားအောင်ကြံဆောင်နိုင်ကြပါစေခင်ဗျာ။